mi choi mi choi ba o mi choi mi choi mau lo qua quên là chị nhìn được qua có ngồi dùng chính mũi chị nhìn bám xuống qua của bé của của bé ăn tiền bé đồng rồi nhá không nó cho nó cho nó qua lâu nữa bà ăn bia mà cho nó quên bia bia nó thôi đi cái bia đi cho nó cho nó dùng chị nhìn cho nó bà ăn bia တော်ကသမင်းဆိုင်ကြီးကြက်တာကိုကိုယုံကြည်နေကျွန်တော်သမင်းဆိုင်ကျွန်တော်ညဖွင့်မယ်ဘယ်သူစီကမှသွားကြွယ်သုံးသွားမလို့ဟုတ်လားကျွန်တော်သွားမလို့လေဘောက်လို့မှာလဲမကုမလည်းချက်ဟိုရင်းနီးရရှိပြီသူချက်လိုက်တော့မယ်ဟဲ့လားအာယူသွားပြီးတော့သူများကြီးမှာဟိုတော့သူသူများချက်ပြီးသားဟိုတော့မချက်တော့ဘူးဟဲ့လားကိုကိုကိုအစ်စ်ဖန်တီးပြီးတော့ကိုကိုယုံကြည်သွားတဲ့ပဲကိုချက်ပြီးပိတ်တဲ့ကိုချပလိုက်တော့မယ်ဗျာ တယောက်ကိုရေးတဲ့လူပေါက်သွားတယ်ပေါ့အဲသူနဲ့ပေါက်ဝင်တယ်ကိုနဲ့သူတချင်းကအစဉ်ပြေမြပြေမှာအဲဟိုကျွန်တော်ဒီလာမှာလို့ရှိရင်လည်းအဲ့တကွက်လေးလည်းကြည်ရတာပေါ့နော်ကိုကရောအစဉ်ပြေပါမလားကိုရဲ့အချိန်ခါရောရှိနေပြီလားကိုကလည်းနောက်မှာ background အစနေရှိပြီလားကိုလုံးနိုင်တဲ့အင်အားတွေရှိပြီလားဟုတ်ပြီဝါနာဘာလုံးငါကတော့တဖြည်းဖြည်းနဲ့လှုပ်သွားမယ်လို့ယူရထားပြီဟုတ်ပြီငါကို့အတန်နဲ့သူ့ရေးတဲ့ line နဲ့ကိုက်မလားဒါမှမဟုတ်ကျွန်တော်အတန်နဲ့ကိုက်အောင်ဆရာရေးပြီးတဲ့ပုံစံမျိုးဖြစ်နိုင်မလား အမြတ်တွက်စရာတော့အများကြီးရှိတယ်ဗျာအဲ့လိုလေးတွေနည်းနည်းချင်းချတွက်ပြီးတော့ဆိုစွတ်မစိုးပါနဲ့လို့ပြောချင်တာပေါ့နော်ဟုတ်အမှန်တော့ဗျာဒီတချင်းတွေကိုကျွန်တော်တို့တီးတော့တော့ကျွန်တော်ဒီမှာကတော့ကာပါကာပါဆိုပြီးပြန်ပြန်ဆိုကြနေတာမှတော့ရှိတယ်ဗျာဒီစကားတွေကကျွန်တော်တို့ကကျတော့တိတ်တော့မပြောတော့မပြောချင်ဘူးဒါမှဒီကာပါဆိုတာတော့တတ်တတ်ရှိတယ်ကာပါတတ်တတ်ရှိတယ်ပြန်ဆိုတာတတ်တတ်ရှိတယ်ပြန်ဆိုတာတတ်တတ်ရှိတယ်သူတို့ကပြန်ဆိုပြီးကာပါပဲပြောကြတယ်ဒါကတော့ ဆိုတဲ့ဟာမှန်တယ်မြအပုတ်မှန်တယ်မြလဲသူများပေါက်ပြီးသားတခြင်းပဲဆိုမှလေမပေါက်ဘဲနဲ့အဲ့တခြင်းကိုမဆိုကြဘူးအမကျွန်တော်အမြင်ပြောရတော့ညီမလည်းဆိုလိုက်တယ်ညီမကဆိုလိုက်တယ်အလွန်ခဲ့တဲ့နေသူတွေကမပေါက်လိုက်ဘူးမပေါက်လိုက်ဘူးဆိုရင်အဲ့တခြင်းကိုကျွန်တော်မတော်မဆော့တော့တွေ့တယ်ဟာဒီခြင်းကြီးငါဆိုလိုက်ကောင်ကျွန်တော်တန်လည်းလိုက်ပြီးတော့ကျွန်တော်ပေါက်မပေါက်ပါပဲဟုတ်လားအဲ့လိုဖြစ်တင်တာအဲ့တော့ဥမာသူကအစိုးရတယောက်ကဆိုထားတယ်ကိုကကာဘာပြန်ဆိုတယ်သူကပြောတယ်ကာဘာပေါ့လေဒါကာဘာမို့ပြန်ဆိုတာပေါ့ ပြန်ဆိုရပေါ့ဖိုက်တာလောက်တာပေါ့ပြောချင်တာအဲအဆိုတော်ကြီးဆိုတာကနာမည်ရပြီးသားသူဆိုလိုက်တဲ့အဆိုတော်ဒီတချင်းကပောက်ပြီးသားပောက်တယ်ဆိုအဲ့တချင်းနဲ့ပတ်သက်ပြီးသူ့မှာပိတ်သက်ရှိပြီးသားသူ့မှာပိတ်သက်ရာခိုင်နှုန်းအဖြစ်ရှိပြီးသားအဆိုတော်တယောက်ဟာအဲ့ဒါကိုကျွန်တော်တို့ဘာမှပိတ်သက်မရှိသေးတဲ့အစ်တတယောက်ကသွားဆိုရမှာသွားဆိုမှာဆိုလိုက်တော့မှာဆိုလိုက်တော့မှာဆိုတာကငါကျွန်တော်တို့ရဲ့နားတွေကအအများတန်းဒီဒီဒီမှာဒီ အစိုးတော်ကြီးရဲ့အတံပဲကြားဘူးတယ်သူရဲ့ music တွေပဲကြားထားတယ်ပေါက်ထားတာဟုတ်ပေါက်ထားတော့နားရင်နေတဲ့အချိန်မှာဒီတွားဆိုတဲ့လူကတော်တော်တာဝန်ကြီးတယ်ဗျတော်တော်ကိုဘလောက်ပဲကောင်းကောင်းဖြစ်နိုင်ပါမလားဆိုတာလေတွေ့ရတယ်ပိတ်သက်အရာလေကိုလဲဆိုတော့ကောင်းပါပါအဲတချို့လဲကောင်းတယ်လေအတံလေးတွေကောင်းပြတ်ဆိုတာကောင်းတယ်တမျိုးတစ်ပုံရတာပြီးနေတာလဲမှန်တယ်ဒါပေမဲ့ကျွန်တော်တို့ဟိုပိတ်သက်နားဒါကြီးပဲဖြစ်နေကြကျွန်တော်တို့ဟိုအပြည့်တော့ သူကနှစ်မျိုးတော့တွက်လို့ရတယ်ဗျတချို့ကကြောဒီပိတ်သက်ကိုတိပြချင်းဖြစ်တဲ့အတွက်ကိုပြန်ဆိုလိုက်တဲ့အတွက်ပေါ့နော်ပိတ်သက်လေးကပိတ်သက်တချို့တော့ကိုရမယ်လို့လဲထင်ထားတာရှိတယ်အစ်စ်လို့လို့ရှိရင်ကိုကအစ်စ်တချင်လည်းအစ်စ်အကုန်အစ်စ်ဆိုရင်ဖြစ်နိုင်ပါမလားလို့တွေးတာရှိတယ်ဒါပေမဲ့ဟိုတချို့ဟိုဖျက်လို့ပြန်ကြည့်မဟုတ်ခဲ့ဘူးဆိုလို့ရှိလို့ရှိရင်တော့ဆိုတဲ့အနေထားလေးတွေကအရှိရဆိုတော့ကြီးကြီးဟဲ့လားတီးကြီးတီးရဲ့ music ဆရာကြီးရှိမှာပေါ့နော် သူတို့ရဲ့တချင်းတွေကို music တွေဟိုဖြတ်လို့ဖြတ်ကြီးတွေမလုတ်ခဲ့ဘူးမလုတ်ခဲ့ဘူးဆိုရင်တော့လဲမလုတ်ဖဲနဲ့ရိုးရိုးတန်းတန်းပဲဆိုတာဆိုလို့ရှိရင်လဲအဲဟိုကိုဒါလေးကိုပြန်ဆိုခြင်းလို့ဆိုရလို့ပြောလို့ရပါတယ်တကယ်တော့ကျွန်တော်သဘောပြောမယ်ဗျာအဲကိုကဝင်းလာရှိနေလို့ကိုကကိုကိုယုံကြည်မှုရှိနေဘာမဆိုကိုကကိုကိုပဲအစ်စ်ပဲလုပ်မယ်ဗျာဟုတ်မလားအဲကျွန်တော်ကျွန်တော်ကျွန်တော် ဟိုလုံးနေဘာပြိုင်ပွဲမှာကျွန်တော်ဝင်ပြိုင်ဦးပြကျွန်တော်တကူတကားပြောပါလေကျွန်တော်ကိုကျွန်တော်ယုံကြည်နေကျွန်တော်ဘာမှမပြိုင်တော့ဘူးဟုတ်လားကျွန်တော်ကသမင်းဆိုင်ရင်ချက်တာကိုယ့်ကိုယုံကြည်နေကျွန်တော်သမင်းဆိုင်ကျွန်တော်ရောဖွင့်မယ်ဘသူစီကမှသွားကြွယ်သုံးသွားမလို့ဘူးဟုတ်လားကျွန်တော်သွားမလို့ဘူးလေဘောက်လုံးပါလေမကုတ်မှာလဲဟိုအရင်းကြီးရရှိပြီသူချက်လိုက်တော့မယ်ဟလာအားကြီးသွားပြီးတော့သူများကြီးမှာဟိုတော့သူသူများချက်ပြီးသားဟိုတော့မချက်တော့ဘူးဟလာကိုယ့်ကိုကိုအစ်စ်ဖန်တီးပြီးတော့ကိုယ့်ကိုယုံကြည်သွားတဲ့ပဲကိုချက်ပြီးပိတ်တဲ့ကိုချပြလိုက်တော့မယ်ဗျာ အဲဒီလိုပဲလုပ်တော်မယ်လို့ပဲကျွန်တော်ကျွန်တော်တွေးတာပေါ့အဲကြောင့်လို့ဟိုဒီဇိုင်းမမတ်သွားရကမှာဟိုသူများရှင်းလေးကိုပြန်ဆိုပြီးတော့ပဲပေါ့နော်ဟိုပထမဆုံးကိုဘွားလေးကိုကိုဘောလူလေးတည်အောင်ဟိုကတော့ရှိတာပေါ့ဗျာအဲဒါလည်းမကောင်းလားဆိုတော့ကောင်းပါလေဒါပေမဲ့နည်းနည်း view site တော့လောက်ရလိမ့်မယ်ပြန်လောက်ရမယ်ဆိုတော့ဘာလို့ကျွန်တော်ဆော့ပြောသူလေအဲသူများတချင်းလေးကိုသွားယူပြလို့ကြီး ဖင်မိမာတို့ကျွန်တော်တို့အရှိအစီလီယာဆရာအစိုးတော်ကြီးတွေတို့ပို့ပြီးတော့ဟိုပြီးတော့ကျွန်တော်တို့လူငယ်တွေဆိုလေပို့ပြီးတော့ဂူဆန်ဂူဆန်အစော်ကားမိတို့ဖြစ်မယ်เนาะအဲ့ဒါလေးဂူဆန်မယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့အခွင့်တရားတောင်းပြီးလို့ရှိရင်ကျွန်တော်တို့တရားလုတ်လုတ်တဲ့အခါမျိုးကြလို့ရှိရင်ဟိုဘယ်လိုကောင်းလဲဒါလေးရဲ့ပိတ်သက်ရမလားဗောလေကိုကကို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 အတိဆုံးဖြစ်နေမယ်ကိုကိုကိုတိရနေမယ်အစိုးတော်ကြီးဆိုနည်းနည်းကြောက်ရတယ် သူ့ရဲ့ပိတ်တဲ့ကနင်းတော့မဟုတ်ဘူးသူ့ရဲ့တန်သူ့ရဲ့ပါဝါနင်းတော့မဟုတ်ဘူးအဲ့တော့ကိုကဘာမှပါဝါမရှိဘဲနဲ့ကိုဘာမှမရှိဘဲနဲ့တွားလုံမယ်ဆိုတော့နည်းနည်းအခုခုကိုပြန်ပြီးတော့နှိမ့်လိုက်သူလည်းဖြစ်သွားတတ်တယ်ဗျာကျွန်တော်အဲ့ဒါနည်းနည်းစိုးရင်နေပေါ့နော်ကျွန်တော်တို့ဒီအစ်စ်လောက်တယ်ဆိုတာဘူးမှဘာမှမပြောဘူး မကောင်းရင်လည်းမကောင်းနားမထောင်ကောင်းတယ်လို့လည်းကြိုက်တယ်နားထောင်မှာဒါတော့ပဲရှိတယ်ဘယ်သူမှဘာပြေးမှပြောစရာအကြောင်းမရှိဟိုကအပြစ်ကများတယ်ဘာမှကိုကအခုဂီတာလမ်းကြောင်းပေါ်မှာကိုကတချင်းဆုံမလို့ပဲရှိသေးတယ်ဟိုကထိုးဒီကထိုးနေပဲကို့မှာဒုက္ခတွေရောက်ပြီးစိတ်သက်တွေကျသွားတယ်ကလေးတွေငငယ်လေးတွေပို့ဆိုးတယ်ဗျာဒီမှာကလေးငယ်လေးတွေအဲ့လိုစိတ်ပြေးစီးမှုတွေမိဘတွေအနေနဲ့လည်းမပေးဘူးကျွန်တော်တို့ပြောချင်ပါတယ်ဒီမှာအဲ့လိုဟိုကိုကမတီးပဲနဲ့လေးကလေးရဲ့ဟိုလူတချင်းလေးပြန်ဆုံလိုက်ပါလားဒီပစ္စည်းလေးကလေးလေးကဥမာ7နှစ်နဲ့73နှစ်ရှိတယ်ပြန်လဲပါလားဆိုတဲ့အနေထားမျိုးလေးတွေချောက်လုပ်ပြီးတော့ကလေးတွေကဝန်ကပါတော့ ကလေးကိုချစ်စွန်းတဲ့အားပေးတာအားပေးတာပဲအားဘာလည်းမသိဘူးကဒီကလေးတည်းကဒီဟာတချင်းဆိုအောင်မဟုတ်ပါညာဆိုလို့ရှိရင်အာသူများကလည်းပြောလိုက်ရင်ဒီကလေးလေးမှာစိတ်သက်တည်ကြမယ်စိတ်ညစ်ရမယ်ဗျာအယူနဲ့မလိုက်ဘူး